ခုတလောဂိုးလိမ်းမှာကျန်းနေတာနတ်တန်မှာနတ်တန်ရဲ့ပတ်စစ်ကအနမီလီကိုစကီးတစ်ခုခုသုံးတိုင်းစတက်တစ်ခုရမယ်စတက်က6ခုတည်းအများဆုံးစုလို့ရပါတယ်စတက်တစ်ခုစီတိုင်းကနတ်တန်ရဲ့အတက်စပီနဲ့ဘူမန်စပီကို7.5%စီတိုးဝင်မှာပါဖူးစတက်6ခုဆိုရင်တော့အတက်စပီနဲ့ဘူမန်စပီက45%တော့ပုံမြန်လာမှာပါဒါကနတ်တန်ရဲ့ပတ်စစ်ပါစတက်တွေကိုဘေးစစ်တက်နဲ့တော့စုလို့မရပါဘူး ခုဗတ်ပေးလိုက်တဲ့နတ်တန်မှာစတက်တွေကိုတော့ဘေးစစ်တက်နဲ့စုလို့မရဘူး။ဒါပေမဲ့ရှီဗီတာစတက်တွေပြောက်မသွားအောင်တော့ဘေးစစ်တက်ပြစ်ပြီးတော့ထိန်းထားလို့ရသွားပါပြီ။စကေးဝါကတော့အန်နဂျီတန်းတစ်ခုပြစ်လိုက်တာပါ။အန်နဂျီလမ်းကြောင်းကအန်နမီတွေအကုန်လုံးကိုဒိုင်းမိထိစေပါတယ်။စကေးတူကတော့အန်နမီတွေကိုဒိုင်းမိလဲပေးလို့ရမယ်။နောက်ကိုလည်းပြန်ပြီးတော့တွန်းထုတ်လို့ရပါတယ်။အာတီမိတ်ကတော့နတ်တန်ကသူ့ရဲ့ကလုံးကိုထုတ်လိုက်မှာပါ။ကလုံးနဲ့အစ်စ်နဲ့ကစန့်ကျင်မဲ့သွားမှာဖြစ်ပြီးတော့ ဝေးလုံးရင်တော့ကလုံးကပျောက်သွားမှာပါကလုံးနဲ့အစ်စ်နဲ့ကနေရချင်းတစ်ခါလဲလို့ရပါတယ်နတ်တန်ရော ကလုံးရောနှစ်ကောင်လုံးကအနမီတွေကိုဒမ်းမေပေးမှာဖြစ်ပြီးတော့ကလုံးကတော့နတ်တန်ရဲ့ basic တက်နဲ့ skill တွေရဲ့ဒမ်းမေကို level like 35%ကနေ40%ဒီပဲရမှာပါနတ်တန်ကိုကြိုက်တာတခုက magic ဒမ်းမေထွက်တဲ့ maxman ဆိုတော့ physical maxman တွေနဲ့ရှင်ပြည့်ရင်ဝင်းရောင်နေချဆက်ပြီးတော့ပြစ်လို့ရတဲ့အတွက်တပန်းတာတာပါပဲတကယ်ကြီးလို့ဘတ်ထားတဲ့နတ်တန်က အရန်ကျန်လာတယ်လို့ထင်လားလက်တံခံရတာကြိုက်တယ်ဆိုရင်တော့ yes လို့မှတ်ငယ်ကြပါအောင်ဗျနောက်ပြီးတော့ဒီပုံနဲ့ပြင်လာခဲ့ပါမယ်ဂိမ်းဆိုတိုင်းနိုင်ကြပါစေ